မနေ့ကကျွန်တော်တို့မြန်မာနိုင်ငံမှာပြည်အား9တသမ9ရှိတဲ့ကြီးမားတဲ့ငရင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ဒီငရင်ကြောင့်တိုက်တဲ့အိမ်တွေပြိုလဲခဲ့ရတယ်လို့မန္တလေးရန်ကုန်အဝေးပြေးလမ်းနဲ့မြို့တွင်းလမ်းတွေမှာပါကြီးမားတဲ့အကြောင်းတွေထိပေါ်လာပြီးတော့လူအများအပြားထင်ရခဲ့ကြရပါတယ်။အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကတိုက်တဲ့အိမ်တွေအောက်မှာပိတ်မိနေတဲ့သူတွေကိုအမြန်ဆုံးကယ်တင်ဖို့အားသုံးခွန်ဆိုင်ကြိုးစားနေကြပါတယ်။အရေးအတွက်အတိအကျတော့မထွက်လာသေးပေမဲ့ဒီဘေးဒုက္ခကြီးကမိသားစုပေါင်းများစွာကိုဝန်내ခြေခွဲစေခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့ရက်ရွာလူလူတရက်လုံးကိုလှုပ်ခတ်ခြောက်ခြားစေခဲ့ပါတယ်။ဒီဗီဒီယိုမှာတော့ငရင်ဖြစ်စဉ်ကိုအမြင်အမျိုးမျိုးကနေလေ့လာကြည့်ရအောင်ပါ။ပထမဆုံးအနေနဲ့ငရင်လှုပ်တဲ့နေ့ကဘာတွေဖြစ်ခဲ့လဲနဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေဘယ်လောက်ဒုက္ခရောက်ခဲ့ရသလဲဆိုတဲ့အမှတ်တမ်းအချို့ကိုပါပြသပေးသွားပါမယ်။အိန္ဒိယအကြောင်းကြီးဆေးရုံတွေလည်းပျက်စီးခဲ့ကြတယ်လို့ဒီထက်ပိုပြီးဒီဘေးဒုက္ခကြီးကိုရင်ဆိုင်ကျော်လွှားခဲ့ရသူတွေရဲ့ကိုယ်တွေအတွေ့အကြုံတွေကိုလည်းပြောပြပေးသွားပါမယ်ခင်ဗျ။ပြီးတော့အတော့ဒီငရင်ဘာကြောင့်ဖြစ်ရသလဲဆိုတာကိုရိုးရှင်းရှင်းလေးနဲ့ရှင်းပြပေးသွားမှာပါ။ ကမ္ဘာမြေလွာကြီးတွေရွေလျားမှုနှစ်ပေါင်းများစွာကြာအောင်ပြပြချင်းစုစည်းလာတဲ့ဖြစ်အားတွေရုပ်တရက်လွတ်ထွက်သွားတဲ့ဖြစ်စဉ်ကိုအလွယ်တကူနားလည်နိုင်တဲ့ animation နဲ့လည်းရှင်းပြပြီးတော့ပါမယ်။နောက်ဆုံးအနေနဲ့ငရင်တွေကိုဘာကြောင့်ကျွန်တော်တို့ဂျိုတင်မသိနိုင်တာလဲနဲ့ဂျိုတင်သိခဲ့ရင်ကိုကာကွယ်လို့မရနိုင်ဘူးလားဆိုတဲ့မေးခွန်းလေးတွေကိုပါဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကဲကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုပြီးတော့ဒီငရင်ဖြစ်စဉ်ကိုလေ့လာကြည့်ရအောင်ပါ။ Earthquakes are not uncommon in Myanmar, but the size of this one 7.7 .7 on the magnitude scale makes it one of the largest in living memory for the millions of people impacted by its shockwaves. A reminder of our breaking news this hour there have been two large earthquakes in central Myanmar. the first recorded at 06:20 GMT with a magnitude of 7.7. .7. <laughs> နေ့လယ်၁၂မိနစ်50လောက်မှာလှုပ်တာဖြစ်ပြီးတော့မှမြန်မာနိုင်ငံဒေသအများပြားနဲ့ထန်းနိုင်ငံအထိပါခန်းစားခဲ့ရပါတယ်။ဒီငရေလှုပ်ပြီးချိန်မှာတော့မန္တလေးနဲ့နီနာကလူတွေကအဆောင်နေပြိုကျတာလမ်းတွေကွဲအပ်သွားတာတွေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးလူတွေအလွန်မင်းထိတ်လန့်ပြီးအိမ်တွေကနေအပြင်ကိုအနေမြန်ထွက်ပြေးခဲ့ကြရပါတယ်။အစောပိုင်းသတင်းတွေမှာအသေးဆုံးအရေးအတွက်နည်းနည်းပဲဖော်ပြခဲ့ပေမဲ့ကယ်ဆေးလုပ်ငန်းတွေဆက်လုပ်လာတဲ့အခါပြိုကျမှုတွေကရုံးရင်းဆက်ကရှာဖွေတွေ့ရှိလာတဲ့လူတွေအလောင်းနေတဲ့အတူ ။သတင်းအချက်အလက်တွေပြန်လည်မွမ်းမံလိုက်တဲ့အခါမှာတော့မြန်မာနိုင်ငံမှာတည်ဆုံးသူအရေအတွက်1200ဦးနဲ့ထဏ်ရသူ2386ဦးအထိရှိလာပြီလို့ရိုက်တာသတင်းဌာနတို့ကထုတ်ပြန်လိုက်ပါတယ်။ဆက်လက်ပြီးတော့လည်းကေဆေးလုပ်ငန်းတွေကလုံးလိကြဆဲပါ။ထိုင်းနိုင်ငံမှာလည်းငရင်တန်းကိုအတော်လေးပြင်းပြင်းထန်ထန်ခန်းစားခဲ့ရပြီးတော့မှဗန်ကောက်မြို့ရဲ့အချို့နေရာတွေမှာလူ၁၀ဦးနဲ့အထက်တည်ဆုံးခဲ့ရကြောင်းလည်းသိရတယ်လို့အထူးသဖြင့်ချက်တူချက်ဘန်းချန်အနီးကအထက်30ရှိဆောက်လုပ်စဲအဆောင်တစ်ခုပြိုကျတာကြောင့်ဘလောက်ပြနေကြတော့လဲဆိုတာကိုအတိအကျမသိရသေးပါဘူး။

မကွေးတိုင်းမှာလည်းအိမ်တွေအစင်လိုက်ပြိုကြကုန်ပါသည်ပြိုသွားပြီဗျာတိုက်ပါပြိုသွားပြီမန္တလေးကျောင်းအနီးနမ်းမြို့ရိုးကြီးကလည်းနိုင်ရင်ကြောင့်မလို့ပြုတ်ပြတ်သွားရပါတယ်မန္တလေးမှာကတော့အဆိုးဆုံးလို့ပြောလို့ရပါတယ်တလန်းလုံးကအိမ်တွေကအစင်လိုက်ပြိုကြသွားရတယ်မန္တလေးလေစိတ်မှာဆိုရင်လည်းမျက်နှာစက်တွေပြိုကြကုန်ပြီးတော့မှခီးတယ်တွေဆိုရင်လည်းလင်းပြေးလမ်းပေါ်မှာတက်ပြီးတော့မှထိုင်နေကြရပါတယ် အင်းလေးမှာဆိုရင်ရေးပေးကြအောင်အလူလည်းပြန်ထူထားတာမကြသေးတဲ့အဆောင်လူနဲ့ဖောင်တော်ဦးဖရရဲ့ဒီငရင်ကြောင့်ကျိုးကြကုန်ပါတယ်မလေးရန်ကုန်အမြန်လမ်းတွေဆိုရင်လည်းတော်တော်ဆိုးဆိုးပါမန္တလေးကမစိုးရင်ဓမ္မရခိတာချောင်းဆောင်ဆိုရင်လေကြည်ရင်နဲ့ကိုပြောကြတော့ပါပဲရုပ်တံကိုမိတ်ဆွေတို့ပုံရန်ကြည့်ရှုပါ ယူရမှာဟုတ်တယ်မန္တလေးမှာမြမုန်ဤဘုရားဆိုရင်လည်းအချိန်ဤစိုးစိုးပါ ဟောင်ပန်းမြို့ဟိုတယ်ပြုကြမှုကလည်းလူတွေအများပြားပြီးမိနေကြောင်းသိရပါသေးတယ်။နော်။ဘယ်လိုတော့ကြမလဲ။ဟာ။တခြားမြို့နယ်အသီးသီးမှာလည်းအဆောင်အုံတွေနဲ့ဖျားတွေလည်းပြုကြပါသေးတယ်။ကျွန်တော် description မှာ link လေးတွဲပေးထားပါတယ်ခင်ဗျာ။မိတ်ဆွေတို့ကိုယ်တိုင်ကိုရောက်ဖတ်ရှုနိုင်ပါတယ်။ဒီငရင်ကိုငရင်ဘူဂျမားကနေမှာကမန်ပေါင်းမြောက်စွာဝေးတဲ့နေရာတွေမှာပါခန်းစားခဲ့ရပါတယ်။မန္တလေးကနေမန်ချောင်းအကျောင်းဝေးပြီးမြန်ကောင်းမြို့ရဲ့မြေပြောင်းမှုနဲ့လူရည်တည်တဲမှုတွေကြောင့်မလို့ အဆောက်အအုံပြည့်စည်တဲ့အထိပြင်းပြင်းထန်ထန်လှုပ်ခတ်ခံခဲ့ရပါတယ်။ဗီယက်နမ်နိုင်ငံမှာတော့ဟန်နွိုင်းနဲ့ဟိုချီမင်းမြို့တွေမှာမရင်လို့သူတို့ခံစားရတယ်လို့ပြောကြားခဲ့ကြပြီးတော့မရင်တိုင်းတားရေးဆက်တွေမှာလည်းတုံ့ခံမှုတွေကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါကြောင့်တိုင်းမြန်မာနေတဲ့ပြည်သူတွေကိုအများဆုံးထွက်ခွာမှုလေအစိုးရဘက်ကအမိန့်ပေးပါသေးတယ်။မြန်မာနိုင်ငံမှာတော့အခြေအနေတွေကပိုပြီးတော့မှရှုပ်ထွေးနေပါတယ်။၂၀21ခုနှစ်ကဆက်အာနာသိမ်းပြီးကလေးကနေ့ရှိလများပြည်တွင်းစင်ပြီးတောင်းနေတဲ့ကျွန်တော်နိုင်ငံမှာကေဆေးလုပ်ငန်းတွေဆောင်ရွက်ဖို့အလွန်ခက်ခဲနေပါတယ်။ ပစ္စည်းအထောက်အပံ့နဲ့အခြေခံဆောင်ပျက်စီးမှုတွေကြုံတွေ့နေရတဲ့ဒေသများစွာမှာဒီငရင်ကြောင့်လက် ရအောင်ပါကျွန်တော်တို့နိုင်ငံကစကိုင်းချောက်ကြီးစကိုင်းဖော့လို့ခေါ်တဲ့မြေလွာအကြီးစားအကြောင်းတစ်ခုပေါ်မှာတည်ရှိနေပါတယ်ဒီနေရာမှာအိန္ဒိယမြေလွာကမြန်မာမြေလွာကိုတွန်းကန်နေပါတယ်နှစ်ပေါင်းများစွာအကြာဒီမြေလွာတွေဖြည်းဖြည်းချင်းရွေလျားရာကနေမြောင်များစွာသောဖိအားတွေစုပုံလာပါတယ်ဒီဖိအားတွေလွန်ကဲလာတဲ့အခါကြောက်တီကမခံနိုင်တော့ဘဲနဲ့ရုတ်တရက်လွတ်ထွက်သွားပါတယ်ဒီလွတ်ထွက်မှုကြီးကိုပဲငရင်းလို့ကျွန်တော်တို့ကခေါ်နေကြတာပါ USGS လို့ခေါ်တဲ့ American ဘူမိဗေဒစတန်အဖွဲ့ရဲ့အချက်အလက်တွေအရ 2025ခုနှစ်မတ်လ28ရက်ကဖြစ်ပွားခဲ့တဲ့ငရင်ကစကိုင်းကြောက်ကြီးတလျှောက်မြေလွာရုတ်တရက်ရွေလျားမှုကြောင့်ဖြစ်ပေါ်လာခဲ့တာပါဒီငရင်ကမြေမျက်နှာပြင်အောက်30ကီလိုမီတာအနက်လောက်မှသာဖြစ်ပွားခဲ့တဲ့အတွက်စွိုင်းရည်ကမျက်နှာပြင်နဲ့အလွန်နီးကဲစွာနဲ့လွတ်ထွက်သွားပါလေဒါကြောင့်လည်းအဆောက်အအုံတွေလမ်းတွေကအလွန်ပြင်းထန်စွာလှုပ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်ဖျားစုပုံမှုနဲ့ရုတ်တရက်လွတ်ထွက်မှုဒီပြည်စင်ကိုပိုနားလည်နိုင်ဖို့ရာဘာကြိုးတစ်ချောင်းကိုပြည့်ပြည့်ချင်းဆွဲဆန့်နေတယ်လို့မြင်အောင်ကြည့်ပါဆွဲဆန့်နေသည်များကာလပတ်လုံးတင်းအားတွေတဖြည်းဖြည်းတိုးလာပြီးတော့မှတချိန်မှာရာဘာကြိုးပြတ်ထွက်သွားပြီး တင်းရားတွေအားလုံးကရုတ်တရက်လွတ်ထွက်သွားသလိုမျိုးပါပဲမြေလာကြောင့်ပြတဲ့ဖီအားတွေကလည်းနေပေါင်းများစွာတပြေပြေစုပုံလာပြီးတော့ကြောက်တုံးနေရဲ့ခန္ဓာရည်ထက်ကျော်လွန်သွားတယ်ကရုတ်တရက်ကျိုးပဲ့သွားပါတယ်ဒီကျိုးပဲ့မှုကြီးကပဲငရင်လှုပ်ခြင်းဖြစ်စဉ်ဖြစ်ပြီးတော့မြေငရင်လိုင်းတွေအပြည့်ဆွမ်းရည်တွေလွတ်ထွက်သွားရတာပါမြေငရင်လိုင်းတွေကကဘာမြေကြီးအတွင်းကတဆင်ပြန့်နှံ့သွားပြီးမြေပြင်ကိုလှုပ်ခါစေပါတယ်မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဒီငရင်မှာတော့လိုင်းအားအလွန်ပြင်းထန်ခဲ့တာကြောင့်ဘိုးချက်မနဲ့မိုင်600ကျော်กว่าဝေးတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့အထိတော်မှာခန်းဆားခဲ့ရပါတယ် USGS ရဲ့ငရင်ပညာရှင်တွေအဆိုအရဒီငရင်အနက်နည်းမှုကလောက်ခတ်မှုကိုပုံမပြင်းထန်စေပြီးမျက်နှာပြင်းတဲ့နေတဲ့နေရာတွေမှာပျက်စီးမှုပိုများစေခဲ့တာပါ။ဘန်ကောက်လိုမြေပြောက်ပြောင်းတဲ့နေရာတွေမှာငရင်လိုင်းတွေပုံမပြင်းထန်စွာနဲ့ခံစားရတတ်ပါတယ်။ဒါကြောင့်ဘူချမ်းမနဲ့အတော်ဝေးတဲ့နေရာဖြစ်ပေမဲ့ဘန်ကောက်မှာဆောက်လုပ်စဉ်အဆောင်တစ်ခုပြူကြတဲ့အထိပြင်းထန်စွာလောက်ခတ်ခဲ့ရတာဖြစ်ပါတယ်။ဒါနဲ့ပြောင်းမြန်အနေနဲ့မာကျောတဲ့မြေလွာတွေရှိတဲ့နေရာတွေမှာတော့ငရင်လောက်ခတ်မှုကိုတိုင်းတာတစ်ခုအထိရောပါးစေနိုင်ပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံမှာတော့မြေပြော့ဒေသတွေနဲ့ငရင်တန်ခံနိုင်စွမ်းနေတဲ့အဆောင်အဟောင်းတွေရောနှောနေတာကိုတွေ့ရပါတယ်။ဒီအချက်တွေပေါင်းစပ်မိတာကြောင့်ပဲဒီကြီးမားတဲ့ငရင်မှာဆိုးရတဲ့ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရတာပါ။ငရင်ဆိုတာတကယ်တော့တစ်ချိန်တည်းဖြစ်ပြီးရင်ပြီးသွားတဲ့ဖြစ်စဉ်မျိုးမဟုတ်ပါဘူး။အထူးကငရင်ကြီးဖြစ်ပြီးတဲ့နောက်မှာနောက်ဆက်တွဲငရင်ငယ်တွေဇက်တိုက်ဖြစ်လေရှိပါတယ်။ဒီဖြစ်စဉ်မှာဆိုရင်အင်အား9.8ရှိတဲ့အထူးကငရင်ဖြစ်ပြီး7မိနစ်အကြာမှာပဲအင်အား6.4ရှိတဲ့ပြင်းထန်တဲ့နောက်ဆက်တွဲငရင်တစ်ခုထပ်ဖြစ်ခဲ့ပါတယ်။ ဒီလိုနောက်ဆက်တွဲငရင်တွေကကမ္ဘာမြေတော်တွေဖိအားတွေကိုဆက်လက်ညှိနှိုင်းကနေဖြစ်ပေါ်လာတာပါအထူးသဖြင့်အဓိကငရင်ချောင်းအားပြော့နေပြီးသားအဆောင်တွေကိုပုံမှုပြည့်စည်နေတယ်လို့ကယ်ဆေးလုပ်ငန်းတွေကိုလည်းအနောက်ရှာဖြစ်စေနေပါတယ်ကြီးမားတဲ့ငရင်တခုဖြစ်ပြီးတဲ့နောက်နောက်ဆက်တွဲငရင်တွေကရတရပတ်ပေါင်းများစွာတခါတည်းလှပေါင်းများစွာအထိတောင်ဆက်လက်ဖြစ်ပေါ်နေပါတယ်ဒါကြောင့်ဒေသခံတွေနဲ့အရေးပေါ်ဝန်ဆောင်မှုတွေအနေနဲ့နောက်ထပ်ငရင်လှုပ်နိုင်ခြင်းအတွက်အမြဲတမ်းထားပြီးအစဉ်အသင့်ဖြစ်နေဖို့အရေးကြီးပါတယ်မိတ်ဆွေတို့ခင်ဗျာဒီကြီးမားလာတဲ့ငရင်ချောင်းဖြစ်ပွားခဲ့ရတဲ့အဆုံးရှုံးမှုတွေနာကျင်မှုတွေက ျွန်တော်တို့ရဲ့နှလုံးသားတွေကိုလေးလံစေပါတယ်မြန်မာနိုင်ငံမှာလူပေါင်းတစ်ထောင်ကျော်အသက်ဆုံးရှုံးခဲ့ရပြီးမြန်မာထိုင်းနိုင်ငံစလုံးကမိသားစုတွေဟာဆုံးရှုံးမှုဝေဒနာကိုခံစားနေရပြီးတော့ဖြစ်စည်းဆုံးရှုံးမှုတွေကြားကဘဝကိုပြန်လည်တည်ဆောက်ရမယ့်အခက်အခဲတွေကိုရင်ဆိုင်နေရပါတယ်ဒီအခက်အခဲဆုံးအချိန်မှာကျွန်တော်တို့ကမြန်မာနဲ့ထိုင်းပြည်သူတွေနဲ့အတူအားပေးရပ်တည်နေပါတယ်မိသားစုဝင်တွေဆုံးရှုံးခဲ့ရသူတိုင်းကိုနှလုံးသားတွေကဝမ်းနည်းမှုနာကျင်မှုတွေကနေအားပြန်ယူနိုင်ဖို့ဆုတောင်းရင်းအသက်ဆုံးပြီးကယ်ဆယ်နေတဲ့သူရဲကောင်းတွေကူညီပေးနေတဲ့သူတွေကိုလည်း သင်တို့ရဲ့ဇွဲနဲ့အစီအနာကိုဂျေစုထုတင်ပါတယ်။ဒီသတင်းကိုကြည့်နေတဲ့သူတိုင်းအနေနဲ့ရောင်ကြီးစိတ်ချရတဲ့အခွင့်အရေးအဖွဲ့တွေစီကိုလှူဒန်းခြင်းဒုက္ခရောက်နေသူတွေအတွက်ဆူထောင်းပေးကြဖို့တောင်းဆိုပါတယ်။လူသားချင်းစာနာမှုနဲ့အတူယက်တီကြပါစို့ခင်ဗျာ။